ဟောင်ကောင်မြို့တွင်နိုဝင်ဘာလ26ရက်ကဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးမိလောင်ကျွမ်းမှုကြီးတွင် မိသက်သမားများရဲ့မိငေးသက်မှုများပြီးဆုံးပြီးရနောက်တည်ဆုံးသူ94ဦးထက်မနည်းရှိလာခဲ့ကပျော်ဆုံးနေသူများဆက်လက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာ26ရက်နေ့လည်ကင်းချိန်ကတိုက်မူဒီတာရှိ14 Gold Area မှာရှိတဲ့အထက်မြေအဆောက်အုံရှစ်လုံးစလုံးစီအလျင်မြန်ကူးဆက်လောင်ကျွမ်းခဲ့ပါတယ်။ နိုင်ပေါင်း40ကြောကြာလောင်ကျွမ်းခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ28ရက်ဒေသစံတော်ချိန်နနက်10:18မိနစ်မှာကြဲကြဲပြက်ပြက်ငြိမ်သက်ခဲ့ကြောင်းမိသက်ဌာနကပြောကြားခဲ့ကာမိငြိမ်သက်မှုပြီးဆုံးကြောင်းကြေညာခဲ့ပါသည်။အနာပိုင်များကအိမ်ချမ်းမြေတစ်ခုလုံးပြုပြည့်ရေးလုပ်ငန်းများလှုပ်ဆောင်ရန်တစိတ်တပိုင်းအနေနဲ့အဆောက်အအုံများတွင်ဝန်းရံထားတဲ့ဝလုံးညမ်းစင်များနဲ့ပလတ်စတစ်ကာယံများကိုစစ်ဆေးမှုအပါအဝင် မေးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးလျက်ရှိပါသည်မေးလောင်ကျွမ်းခဲ့တဲ့တိုက်ခတ်များတွင်ကယ်ဆယ်ရေးလှုပ်သားများဟာအသက်ရှင်ကြံရည်သူများကို ရှာဖွေပြီးတွေ့ရှိလာတဲ့လောင်များကိုအလောင်းထဲအိတ်များတွင်သို့ထည့်သွင်းခဲ့ကြပါသည် အလောင်းများကိုရှာတဲ့နေ့ရှိရင်ခွဲယုံစီတို့မော်တော်ယာဉ်များနဲ့ပို့ဆောင်ခဲ့ကြအောင် AFP သတင်းထောက်ကမြေတွေးခဲ့ပြီးမိသားစုဝင်များကအလောင်းများကိုမြည်သူမြည်ဝါအတီးပြုတ်ရန်အတွက်လာရောက်မယ်လို့ခန့်မှန်းထားပါတယ်။ပြောင်းစောနေသူအရေးအတွက်အတိအကျကိုနိုဝင်ဘာလ29ရက်နေ့မှာအသည့်မောမန်ထုတ်ပြန်ထားခြင်းမရှိပေမဲ့ပြောင်းစောနေသူများပြားရှိပါတယ်။ ဆေးရုံတရက်ကုသမှုခံယူနေသူ90ကျော်ရှိပြီး၎င်းတို့ထဲမှစနက်ဦးမှာအသက်အန္တရာယ်စိုးရိမ်ရက28ဦးမှာပြင်းထန်ခြင်းနေဖြစ်ကြောင်းအာဏာပိုင်များကနိုဝင်ဘာ28ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရှာတင်မှာရှိတဲ့ဆေးရုံတရုံမှာဝမ်ကြီးရှိအမျိုးသမီးတူဟာ၎င်းရဲ့ရောင်မဖြစ်သူအမှားညီမကိုလိုက်လံရှာဖွေနေပါတယ်။ ကျမတို့အခုဒီရှမ်းမတွေ့သေးပါဘူးအဲဒါကြောင့်သတင်းကောင်းများကြားရမလားဆိုပြီးအခြားစရုံနေစီလိုက်ရှာကြည့်မလို့ပါလို့အသက်38နှစ်အရွယ်ဝန်ကမျက်ရည်များဝဲလျက်ပြောပြခဲ့ပါတယ် အဆောင်တစ်ခုမီလောင်ကျွမ်းရာကနေ15မိနစ်တောင်မရှိသေးဘူးနောက်ထပ်အဆောင်နှစ်ခုစီမီးကူးဆက်သွားတာတွေ့လိုက်ရတယ်လို့အသက်89နှစ်အရွယ်မူအီကပြောပြခဲ့ပါတယ်အဲ့ဒီမီလောင်မှုဟာ1948ခုနှစ်နောက်ပိုင်းဟောင်ကောင်ရဲ့လူသေဆုံးမှုအများဆုံးမီလောင်မှုကြီးဖြစ်ပါတယ်1948ခုနှစ်ကမီလောင်မှုတွင်ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးလူပေါင်း135ဦးထက်မနည်းသေဆုံးခဲ့ပါတယ်